မင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့လင်းပြေဟင်း YouTube Channel လေးကနေပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူထမန်တောင်ကိုရေးသားထားတဲ့စောရမင်းကောင်နဲ့တကောင်ရန်ပြိုင်ပွဲလို့ဆိုတဲ့စိတ်ဝင်စားစရာဂမ်ဘီယာဇာတ်လမ်းကောင်တစ်ပုဒ်ကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဇလန်လေးကိုမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like ရယ် subscribe လေးနေပြီးဗီဒီယိုတိ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 ုင်းသိအောင်ဘေးနာကနူဒီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါဦးဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာချိန်က1900ပြည့်နှစ်ဥဒုကာလကတဇောင်မုံလာရဲ့အထင်ကြီးရလာပညာကာလလေးနေရာကသခိုင်းဒေတာအေယော်ဒီမြကန်းကြီးနဘေးမှာတည်ရှိတဲ့တရဝံရွာစီမှာ ရွာအပြင်ကလေကွင်းပြည့်ကျက်ကြီးစီမှာမိတိုင်တွေထိထိညီးနေပြီးရွာသားတို့စုဝေးရောက်ရှိနေကြတယ်။ရွာသားတွေရဲ့အရှိမတော်စင်မြေတစ်ခုရှိနေပြီးသူတို့တွေအခုလိုရောက်နေရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့တရဝန်ရွာစီမှာနှစ်စင်နိုင် ပြုလုပ်နေကြဖြစ်တဲ့သကောင်းရန်ပြိုင်ဝဲကိုဝင်ရောက်ရှင်ပြိုင်ကြဖို့ဖြစ်ပါတယ်။ပြိုင်ဝဲဝင်များဟာတကြသာရှိနေကြပြီးဆွေမျိုးတော်ဆက်တဲ့သူတွေကိုအားပေးတဲ့သူအချို့နဲ့စကားသမီးပြောဆိုနေကြတယ်။ဒီနေ့ဒီပြိုင်ဝဲမှာ ငါကတော့စူရရမယ်ကွာဒီစကားကရွာရဲ့တထေးသားဗာမင်းရဲ့စကားတကောင်ရန်ပြိုင်ပွဲမှာစူရရှိသူဟာရွာတဲကကာလာသမီးတို့အကြာမျက်နှာပွင့်တက်တယ်။ဒါကြောင့်တကောင်ရန်ပြိုင်ပွဲကို ကာလာသားတိုင်းကပါဝင်ရှင်ပြိုင်ကြတယ်။ဒါပေမဲ့ခတ္တာကအင်ရှိကဖန်ဆင်းမိပြီဆိုရင်ဖွဲရည်တိုက်တာတို့ကြံရည်ကြိတ်တိုက်တာတို့လုတ်တက်တဲ့အတွေ့ဖန်ဆီးခင်ရသူဟာလည်းလောင်ပြောင်ခံရနိုင်တယ်။ဒါကြောင့် ကလာသာတိုင်းတော်ရုံစိမ့်နဲ့ပြိုင်ဖို့မရဲတဲ့ပွဲပေါ့အခုဗာမင်းတို့တငငချင်းတတိုက်တော့ဒီနှစ်မှာရွာက ကွန်းနောက်ကမြတ်တဲ့အထင်ကြီးဖို့ပြိုင်ပွဲကိုဝင်ပြိုင်လာတာဖြစ်ပေတယ်ဗာမင်းဟိုကောင်မင်းကောင်လည်းပါတယ်နော်မင်းကောင်ကတမန်နှစ်ကနဲ့မနှစ်တုန်းကအနိုင်စုကိုနှစ်ကြိမ်ဆက်ရရှိထားသူဖြစ်တယ်။နှစ်ကြိမ်ဆက်ရရှိထားတဲ့မင်းကောင်ဟာသူတို့ရွာကာလာသားသမီးတွေအကြမ်းမှမျက်နှာပွင့်လန်းလို့နေပါတယ်။ ပါပါဖို့ကွာအရင်နှစ်တွေကငါမပါလို့ဒီကောင်အနိုင်ရတာငါပါလာရင်တော့ဒီကောင်ကိုအေးဆေးပါကွာဗာမင်းကအပြောကြီးလိုက်တယ်အရင်အရင်နှစ်တွေတုန်းကသူကအင်ကားခွင့်မပြုတာမို့ပြိုင်ပွဲမဝင်ရဘူးဒီနေ့မှသာပြိုင်ပွဲဝင်ဖို့မနှဲပူစားပြီးဝင်ပြိုင်ရတာသူနဘေးစီကလှအောင်တဲ့ငဒူးတို့ကတော့အရင်နှစ်တွေက ပြိုင်ဘူးသူတွေပါကဲအလောဝဲပြိုင်ပွဲဝင်များကိုစကားဆိုတော့မှမို့ ငိန်သက်ပေးကြပါပြိုင်ဝဲကြီးကျက်သူဘာကြီးဖိုးတောင်ကထပြောလိုက်တယ်သူ့အတန်ကြောင့်ကွင်းပြင်တဲကပြိုင်ဝဲဝင်မဲ့သူတွေအားလုံးပြောလက်စစကားတွေရက်လို့တိတ်ဆိတ်သွားကြတယ်ဒီနေ့မှပြိုင်ဝဲဝင်မဲ့ကာလာသားအယောက်30ကိုဘာကြီးကပြိုင်ဝဲကိုဦးစီးကျင်းပသူ အနေနဲ့အမှားစကားတွေကိုပြောပါမယ်ဒီနေ့ဒီချိန်ဟာဘာကြီးတို့ရွာရဲ့နှစ်စဉ်တိုင်းကျင်းပနေကြမြဲဖြစ်တဲ့အထင်ကြီးအောင်သောတကောင်ရံပြိုင်ပွဲကြီးကိုမကြခင်မှာပြိုင်ပွဲဝင်တွေကိုစတင်ရှင်းပြစေမှာဖြစ်ပါတယ် ဒီနေရာမှာဘာကြောင့်ဒီသကောင်ရံပြိုင်ပွဲကြီးကိုလိုအပ်တယ်ဆိုတာဘာကြီးပြန်လဲပြောပြပါမယ်။ဘာကြီးဖိုးတောင်ကစကားကိုခဏရက်တက်လိုက်ပြီး အားလုံးကို ဝေးဝိုက်ကြည့်တယ်။အကုန်လုံးကစိတ်ဝင်စားနားထောင်နေကြတော့ဘာကြီးဖိုးတောင်အားတက်သွားရပြီးစကားကိုဆက်ပြောပြန်တယ်။ဒီစကားတွေကနှစ်စဉ်တိုင်းမှာပြောနေကြဖြစ်တာကြောင့်ဒီက everything အားလုံးနဲ့ပြိုင်ပွဲဝင်များလည်းသိကြပြီးသားပါ။ဒါပေမဲ့လည်းဒီပြိုင်ပွဲကဘာကြီးတို့မင်းတို့ရဲ့တရဝန်ရွာနဲ့ ခြားရွာများအပေါ်ကြီးမားတဲ့ကျေးဇူးတရားတွေရှိဘူးကဲ့သို့ရေဝန်းရွာသူသူတော်ကောင်းတခိုးကြီးငတဲ့ပြားအတွက်ကြီးရပြီးအထိမ့်မဲ့အဖြစ်နဲ့ပြုလုပ်တဲ့ပွဲပါတို့ရရကကျေးဇူးရှင်ကိုဂုဏ်ပြုတဲ့ပြိုင်ပွဲဖြစ်ပါတယ်သူတော်ကောင်းကြီးငတဲ့ပြားဟာဒီတရဝန်ရွာနဲ့ကျိုးတို့ရဲ့ဘိုးဘေးတွေကိုရာဇီဥတုကြောင့်ဖြစ်ပေါ်လာတဲ့အငယ်ဘေးကနေကိုကြီးရုတ်ထစေခဲ့သူပါဒါကြောင့်သူတော်ကောင်းကြီးအဲ့တဲ့ရည်ရွယ်ပြီးဒီပြိုင်ပွဲကိုမျိုးဆက်အလိုက်အခုလိုညမှာကျင်းပလာခဲ့တာဟာဆိုရင် အခုချိန်ထိဆိုနှစ်ပေါင်းများစွာကြာခဲ့ပါပြီဒီပြိုင်ပွဲမှာပြိုင်ပွဲဝင်သူဟာမဲခွက်ထက်ကမဲလေးကိုနှိုက်ပြီးမဲပေါက်တဲ့အိမ်စီကိုညစ်လူအပြည့်ဝင်ရောက်ကြရပါတယ်အိမ်ထဲကနေရတနာပစ္စည်းမဟုတ်တဲ့အရေးပါတဲ့ပစ္စည်းတစ်ခုကိုခိုးယူရတယ်ပြီးရင်တော့ဆူရဲဖြစ်တဲ့ဒီနေရာကို လာရပါတယ်အကဲကဲဆုံးနဲ့တန်ဖိုးအကြီးဆုံးအရာကိုခိုးယူနိုင်သူဟာအနိုင်ရရှိသူအဖြစ်ဖြစ်ပါတယ်ဒါဟာပြိုင်ပွဲရဲ့သဘောတရားပါ အခြားတစ်ဖက်မှာတော့ဒါဟာပျော်ပွဲအဖြစ်လည်းဖြစ်ပါတယ်။အရှိတွေကဖန်ဆင်းမိတဲ့အခါဖွဲရည်တိုက်တာတို့အိုမဲတော့ထုံးတုတ်တာတို့လိုပြန်လဲတုတ်ပြန်ကြပါတယ်။ဘယ်သူကမှဘွေမူတက်ကြပါဘူး။ဗာကြီးဖိုးတော်ကစကားရှိရှိပြောလိုက်ရတာမျိုးခဏနားလိုက်ပါတယ်။ပြန်ပွဲဝင်နေတဲ့အာဘိသူတို့ကတော့ဗာကြီးဖိုးတော်စကားကိုဆက်ပြီးငန့်လင့်နေကြတယ်။ပြိုင်ပွဲကိုကျင်းပပေးခဲ့တဲ့ကာလတစ်လျှောက်မှာတော့ အနိုင်စုကိုပြိုင်ပွဲဝင်နေရာတစ်နှစ်တယောက်သာခုဆိုရရှိခဲ့ကြရတာကတံမြတစ်နှစ်နဲ့မနှစ်ကတော့ထူးထူးခြားခြားရွာတောင်ပိုင်းနေတဲ့မောင်မင်းကောင်ဟာနှစ်ကြိမ်ဆက်ခုဆိုရရှိထားပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ထူးထူးခြားခြားအစီအစဉ်တစ်ခုအဖြစ်အခုပြိုင်ပွဲဝင်မဲ့လူငယ်ကာလာသားအယောက်30တဲမှာနှစ်ကြိမ်ဆက်ဆူရရှိထားတဲ့မောင်မင်းကောင်ဟာလွဲပြီးကြံသူတို့ဟာသူတို့ဝင်ရောက်ရမယ့်အိမ်ကိုမဲလိတ်နိုင်ပြီးကြားတဲ့အိမ်ကိုဝင်ကြားရပါမယ်။မောင်မင်းကောင်ကတော့ သူတို့နဲ့အတူမဲလေးမနှာရပဲတီးတဲ့မဲသုံးလေးကိုနှာရပါမယ်။ပြိုင်ပွဲကျင်းပသူတွေကဒီမဲသုံးလေးထဲမှာဝင်ဖို့ခက်ခဲတဲ့အိမ်လေးကြီးတမတ်ထားပေးထားတာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုစီစဉ်ရလဲဆိုတော့ရှေ့ကနှစ်နှစ်မှနှစ်နှစ်လုံးအနိုင်စုရရှိထားသူမောင်မင်းကောင်ဟာဒီနေ့မှလည်းအနိုင်စုကိုဆက်လက်ပြီးခုဆူးမဲ့ဆိုရင်သူ့အတွက်ကိုထိုက်တန်တဲ့ဆူလက်နဲ့အခြားချင်းမျိုးဖို့အရာတွေစီစဉ်ထားတာကြောင့်ပါ။ အလုံးမဲ့ပြိုင်ပွဲစီစဉ်မှုများရဲ့တတ်မှတ်ချက်ကိုသဘောတူကြပါလားခင်ဗျာသဘောတူပါတယ်သဘောတူပါတယ်ပြောပွဲဖြစ်ပြုလုပ်တဲ့ပွဲမှုအလုံးကပျော်ရွှင်စာနဲ့တခဲနဲ့ထောက်ခံသမှုပြုကြပါတယ်မင်းကောင်ကတော့ရှင်းနေတကနှစ်ကြိမ်ဆက်ဆူရရှိထားခဲ့သူအတွက်ပြိုင်ပွဲစီစဉ်တွေကဘယ်လိုများစီစဉ်တတ်မှတ်ထားတယ်လဲဆိုတာသိကျင်လွန်းလှနေတယ်ခဏကြာတော့မင်းကောင်မပါပဲကျန်တဲ့ပြိုင်ပွဲဝင်29ယောက်က မဲလေးနှိုက်ကြတယ်။ပြီးတော့ကိုမဲပေါရအိမ်ကိုကိုစိတ်ထဲမှာပဲမှတ်ထားပြီးမဲလေးကိုဖျောက်ကြထားတယ်။ဒီလိုမှမလို့ရင်သူတို့ဝင်ရောက်မဲ့အိမ်ရှင်တွေစီတည်င်းကရောက်သွားပြီးဂျိုတင်ဆောင်ဆိုင်လိုဖမ်းတာမျိုးခံကြရတတ်တယ်။သူတို့ရဲ့တရဝံရွာက အင်ဂျင်200လောက်ရှိတယ်။ဒီတော့အင်ဂျင်တွေဟာပြိုင်မဲဝင်နေဘယ်အိမ်ကိုဝင်ရောက်မဲ့ဆိုတာမသိကြဘူး။ဒါကြောင့်ပြိုင်မဲဝင်တွေကဝင်ရမဲ့အိမ်စီကိုတည်င်းမပေါက်ကြားစေဖို့မဲလေးကိုဖျောက်ကြရတယ်။ မဖြောက်ရင်တော့သတင်းပေါက်ပြီးအဖမ်းခံဖွဲ့ရတောက်ရဖို့ကများတယ်။မောင်မင်းကောင်အလဲမဲနိုင်ပါ။မင်းကောင်အတွက်တီးတဲ့မဲခွက်တစ်ခု အထဲစီမှာမဲလေးသုံးလေးရှိနေတယ်။မင်းကောင်မဲတလေးကိုနှပ်ယူလိုက်တယ်။ဟာမဲလေးကိုဖြည့်ကြည့်ချင်းသူဝင်ရမယ့်အိမ်ကိုမြင်ရတော့ဂျင်းနဲ့ထိတ်လန့်သွားတယ်။ဘာကြောင့်လဲဆိုတော့သူဝင်ရမယ့်အိမ်ကတရွာလုံးမှာမှတတိတသက်နေတဲ့သူလူ့ကွာစား လူထူးဆန်းကြီးလိုတရွာလုံးကတတ်မှတ်ထားတဲ့ဥပဒုရဲ့အိမ်ဖြစ်နေလို့ပါပဲ။မောင်မင်းကောင်အဆင်ပြေရဲ့လား။ဘာကြီးဖိုးတော်ကမင်းကောင်မျက်နှာစီကအရေးအယံကိုကြည့်ပြီးမေးလာတယ်။ဘာကြီးဖိုးတော်ရဲ့အမေကြောင့်အားလုံးရဲ့အကြည့်တွေကမောင်မင်းကောင်စီကိုသူ့ပြုံရောက်ရှိလာကုန်ကြတာပေါ့။မင်းကောင်ကစိတ်ကိုပြန်လဲစူးစီးလိုက်တယ်။ပြီးတော့တီတီငြိမ်ငြိမ်နဲ့ပဲပြေးပါတယ်ဘာကြီးဖိုးတော်။အေး အကောင်းဆုံးသာလုံမောင်မင်းကောင်းရာအောင်မြင်မင်းကဒီတရားလုံးနဲ့ပြိုင်ဝဲတက်တန်းတလျှောက်မှာပထမဆုံးသုံးကြိမ်ဆက်အနိုင်ရရှိသူဖြစ်ပြီဒါကြောင့်ဘာကြီးတို့ဘက်ကလည်းမင်းသာဆူရရင် ထူးခြားစပြီမို့များစွာ ထိုက်တဲ့နဲ့ဂုံပြူးကြမှာပါကွာသမိုင်းတွင်အောင်ဆွမ်းဆောင်ဖို့မောင်မင်းကောင်းရာမင်းကထူးခြားသူမဟုတ်လားဘာကြီးဖိုးတော်ရဲ့စကားကမင်းကောင်းအတွက်တော့ခွန်အားတည်းရဲ့ဖြစ်စေခဲ့တယ်ဟုတ်ကဲ့ပါဘာကြီး ကျိုးအစွမ်းကုန်တော့စူးစမ်းပါမယ်။မင်းကောင်ပြောမဲ့တာပြောရတာသူဝင်ရောက်ရမဲ့ဥပဒုရဲ့အိမ်အကြောင်းကို တွေးမိပြန်တော့ထိတ်ကထင်းနေမိရပြန်တယ်။ဒီလူကြီးကတူတူဆက်လူ့ဘဝစာကြီး။အဲ့ဒီလူကြီးဟာဒီရဲ့ဒီစာတိကမဟုတ်ဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်တစုလောက်မှာမန္တလေးဘက်ကနေဒီကိုပြောင်းလာခဲ့တာ။ဒီလူကြီးကိုဘာကြောင့်လူတူဆက်လူ့ဘဝစာကြီးလို့ခေါ်ရတာလဲဆိုတော့ဒီလူကြီးကဘသူနဲ့မှအခေါ်ပြောအဆက်ဆံမရှိဘူး။ သူ့ချန်ထဲမှာပဲသူတို့ပဲဖြစ်တဲ့တာနော့ဆိုတဲ့ရုပ်တင်ဆိုဆိုလူထွားကြီးနဲ့နေတယ်။သူ့ချန်ထဲကိုဘသူမှပေးအဝင်မခံဘူး။ပြီးတော့သူကိုယ်တိုင်လည်းချန်ထဲကချန်မြေကိုတိတ်ထွက်လို့မရှိဘူး။တခုခုလိုအပ်လို့ရွာနဲ့အဆက်ဆက်ပြုတ်ရင်တာနော့ကြီးစီကပဲဆက်ဆက်ပြောဆိုတယ်။တကြီးတို့လူကိုယ်တော်သူ့ချန်စီကိုအဝင်ခံတဲ့သူမဟုတ်ဘူး။ချန်ထဲမှာလည်းနင်းနေညညအင်ကွေးကြီးနှစ်ကောင်ကိုလွတ်ထားသေးတယ်။အခုဒီရင်ကြီးမှမင်းကောင်ဝင်ရမယ်ဆိုတော့ဝင်တာကဟုတ်ပါပြီ။ ပထမတစ်ဆင့်ကအင်ခွေကြီးတွေကိုဖျက်ကျော်ရမယ်အစဉ်ပြေပြေဖျက်ကျော်နိုင်ရင်တော့တော်သေးပေမဲ့မတော်လို့အဖမ်းစီးခံရရင်ဒီလူကြီးကသကောင်းရံပြိုင်ဝဲဆိုတာကိုနားလည်မဲ့မထင်ဘူးသူ့ကိုတစုံတကူလုံနိုင်တယ်ဒီအတွက်ကြောင့်မင်းကောက်စိတ်ဝင်လေးမိရတာတော့အမှန်ပဲဒါပေမဲ့သူစီမာတင်နေလဲအနိုင်ဆူရယူဖို့တွန်းအားတွေရှိနေတယ်သကောင်းရံပြိုင်ဝဲမှာနှစ်နှစ်ဆက်တိုက်အနိုင်ဆူရထားတဲ့သူဒီနေ့မှလည်း ီကုံကိုထိမ့်ရမယ်ဆိုတဲ့အကြောင်းကရှိနေတယ်။ဒီလိုကိုကိုထိမ့်ကျင်တယ်ဆိုတာကလည်းသူ့တကူတာအတွက်မဟုတ်ဘူး။အမှန်ကိုခံရရင်သကောင်းရိုင်းပိုင်ပွဲမှာနှစ်နှစ်သက်တိုက်အနိုင်ဆူရရသည်ဆိုတဲ့ဒီကုံပုတ်ကိုရရှိခဲ့တာဟာသူ့ရဲ့ကိုပိုင်အစွမ်းစားကြီးတတ်တတ်နဲ့ရခဲ့တာမဟုတ်ဘူး။တကယ်တော့ဒီကုံကိုကို ဖြည့်ဆွဲယူဆောင်ပေးထားတဲ့သူ့ရဲ့ချေရသူမြတ်တိရဲ့ပြောရရင်မြတ်တိကသူ့ကိုနောက်မတိုးဖို့ဆော်ဩနေတဲ့အဓိကအရေးကြီးဆုံးအရာပါ။ မဲကောင်များတဲ့အကြောင်းတွေးမိသွားတော့စိတ်ကအတိတ်စီကိုခဏတာပြန်လဲရောက်ရှိသွားခဲ့တယ်။မင်းကအကောင်ရဲ့ပြဝဲမှသူကမဲလေးအရာများတဲ့တို့အင်စီကို ဝင်ရောက်ရတယ်။အဲ့ဒီတုန်းကများတဲ့တို့အင်စီကိုသူလွယ်လွယ်ကူကူဝင်ရောက်ခဲ့ရတာတော့မဟုတ်ဘူး။များတဲ့အဖေဥညိုသေးစီတင်ထားတဲ့အခက်ခဲအတားစီတွေကို ရှောင်တိတ်ဖြတ်တန်းပြီးမှခဲရခဲစီဝင်ရောက်နိုင်ခဲ့ရတယ်။အိမ်ထဲစီရောက်တော့သူ့အတွက်ပြန်ပွဲမှအနိုင်ရမယ့်ပစ္စည်းကိုရှာဖွေတယ် ပထမကဖះစင်းတို့တော်ကိုပင့်ဆောင်သွားမလို့ကြံရွယ်မိပေမဲ့အရှိတနှစ်တုန်းကသူအနိုင်စုကိုရရှိတုန်းကသူ့အိမ်ကြီးကဖះစင်းတို့တော်ကိုပင့်ဆောင်ပြီးရခဲ့တာမို့ဒီနေ့မှတော့ထက်တူကြကြကြီးထက်မလို့ချင်တော့ဘူးဥညိုတက်ကိုမိသားစုကတော့သူတို့ရဲ့အတားအဆီးတွေကိုဆိတ်ကြတာမို့စိတ်အေးလက်အေးကိုအိတ်ဆက်နေကြတယ်ဒီလိုဆိတ်ကြတာကလည်းအရှိရှိပြိုင်ပွဲတွေတုန်းကဥညိုတက်စီမံတဲ့အတားအဆီးတွေကပြိုင်ပွဲဝင်တိုင်းကိုဖမ်းဆီးပေးနိုင်ခဲ့တယ်လေ ။ဒါကြောင့်လဲအခုညမှဥညွတ်တို့တမိသားစုလုံးသူတို့အတားအဆီးတွေကိုယုံကြည်ပြီးစိတ်ချလက်ချကိုအိတ်ဆက်နေကြတယ်။မင်းကောင်ကြမှာသာဒီအတားအဆီးတွေကနေခရခဲစေဖြစ်ကျော်ပြီးလွမြောက်ခဲရတာပေါ့။အိမ်ထဲရောက်တော့မှသာဘာယူရမှန်းမသိမင်းကောင်စဉ်းစားရင်အကြံအိုက်နေရတယ်။မင်းကောင်တပင်းကိုချမိလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့နောက်စီကလှုပ်ရှားမှုရှိလာတာမို့ရုတ်တရက်လှည့်ကြည့်လိုက်တော့ မင်းကောင်ရင်တိတ်ပြီးခြေပြားလက်ပြားတွေပါအေးဆက်သွားရတယ်။မြတ်တင်နဲ့မြတ်တင်မောင်လေးကိုဖို့တည့်ရဲ့။သူတို့မောင်နှမကမင်းကောင်ကိုသူမတို့အိမ်ထဲစီအမတ်မတင်မြင်လိုက်ရတာမို့အလွန်မင်းအံ့ဩတင့်နေဟန်ပဲ။အတားစီတွေကိုဖျက်ကြော်ခဲ့လို့အံ့ဩနေကြတာလည်းဖြစ်နိုင်တယ်။မင်းကောင်ကတော့မြတ်တိတို့သူ့ကိုမိသွားပြီဆိုပြီးဘာလို့ရမှန်းမသိတော့ပဲအမတ်တမန်နဲ့မြတ်တိတို့ကိုရှုခနဲ့တိတ်နေပေးဖို့အတန်တိတ်တောင်းဆိုမိလိုက်တယ်။ မြတ်တိကခေါင်းကိုအသာညှိမ့်ပြပြီးခြေရန်လက်ရန်နဲ့တကောင်ရန်ပြိုင်ပွဲလာလို့မေးလာတော့မင်းကောင်ကောင်းညှိမ့်မိတယ်ပြီးတော့ဘာယူဆောင်ရမလဲမသိတဲ့အကြောင်းပြောမိတော့မြတ်တိတို့မန္တမလည်းဝိုင်းပြီးစဉ်းစားကူပေးတယ်ခဏလောက်ကြာတော့ဘုဒ္ဓကသူယူပေးမဲ့ပြောပြီးအိမ်ထဲကိုခြေဖို့ပြီးဝင်သွားတယ်ပြန်ထွက်လာတော့သူ့လက်ထက်မှာဥညိုတေရဲ့ငွေရောင်ငှကြီးတောင်ဓာကြီးကိုကင်ဆောင်လုပ်ထားတယ်ဘုဒ္ဓကမင်းကောင်စီကိုဓာကြီးထိုးပေးပြီးယူသွားဖို့ပြောတယ် မင်းကောင်းလေဓာကြီးကိုယူလိုက်ပြီးကျေးဇူးတင်ကြောင်းခြေရလက်ဟန်နဲ့ပြောကထွက်မဲ့ပြုတော့မြတ်တေကသူကောင်းစီကငွေကလေးကိုဖြုတ်ပေးပြန်တယ်။မင်းကောင်းလေပစ္စည်းတစ်ခုကိုယူလို့ပြန်ထွက်ခဲ့လိုက်တယ်။ပြန်ပွဲဆူရဲစီကိုရောက်တော့မင်းကောင်းယူလာတဲ့ပစ္စည်းတွေကဝင်ရောက်ရခက်ခဲပါတယ်ဆိုတဲ့ဥညိုတေတို့အင်စီကသူတို့မျက်နှာရပစ္စည်းဖြစ်ပြီးနောက်တစ်ခုကသူတို့ရွာစီကအလှဧကရီမြတ်တေရဲ့ကလေးဖြစ်နေတာကြောင့်မင်းကိုင်အနောင်စုကိုနှစ်ကြိမ်ဆက်ရရှိခဲ့ပါတော့တယ်။ ီကနေ့နောက်ရက်များမှာတော့မြတ်တင်တဲ့မင်းကောင်အကြာသကောင်ရန်ပြိုင်ပွဲညကကိစ္စကိုအကြောင်းပြုပြီးကျေးဇူးတင်တကားပြောတော့မြတ်တကသူမတို့အိမ်စီကအတားစီတွေကိုဖျက်ချော့နိုင်သူမို့တမင်ကိုပဲကူညီပေးတာဖြစ်ကြောင်းပြောလာတယ်။အဲ့ဒီနောက်ပိုင်းတော့သူတို့ရင်းခင်မင်မှုတွေရရှိလာပြီးတယောက်ကိုတယောက်နှောင်ကြိုးတင်နဲ့နှောင်မိခဲ့ကြတာပေါ့။အခုဆိုရင်မြတ်တင်တဲ့သူတို့ကြိုက်ခဲ့တာနှစ်ပတ်လည်တစ်ခုတောင်ရှိတော့မယ်။ဒီနေ့မှလည်းမြတ်တကမင်းကောင်ကို ုံးကျိစေအနိုင်ရဆူရရှိဖို့မှားထားတယ်။ဒီတကျအနိုင်ဆူရရင်သူမရဲ့မိဘတွေကိုဖွင့်ပြပြီးလူကြီးဆောင်ရောင်နဲ့လာရောက်ကြောင်းလဲနိုင်အောင်သူမဘက်ကကြိုးစားပေးမယ်လို့လည်းပြောထားတယ်။ပြီးတော့မြတ်တက်ကသူမကိုတထေသားဗာမင်းကခြေရေးဆိုကြောင်းနဲ့မိဘချင်းရင်းနှီးလို့တာမို့သူမယတိပြက်ညှင်းဆန်ရမှာခက်ခဲတာနဲ့ဗာမင်းကိုတကောင်ရံပြန်ပွဲမှာအနိုင်ဆူရရှိနိုင်ရင်စဉ်းစားပေးမယ်လို့ပြောခဲ့ရတဲ့အကြောင်းဖွင့်ဟလာတယ်။ ါကြောင့်မင်းခေါင်ကိုလည်းအနိုင်စုကိုအရယူပါ။သူမကအဲ့ဒီဂုံဘုတ်ကိုကင်ဆွဲပြီးမိဘတွေကို ဖွင့်အားပြဖို့ခွန်အားယူပေးရစီလို့တိုက်တွန်းသမှုပြုထားတယ်။မင်းခေါင်တို့မိသားစုကလည်းကြွားတမ်းမှအခြေအနေတရက်နဲ့ရှိတယ်ဆိုပေမဲ့လူချမ်းသာတော့မဟုတ်ဘူးလေ။တကယ်လို့ငွေကုန်ချင်းပြိုင်မယ်ဆိုရင်မင်းခေါင်ဘက်ကအရေးနိုင်နေတယ်။အခုရှိတာကသူတို့ရဲ့ရကလူတွေဟာတကောင်ရံပြန်ဝဲကိုအတော်လေးအလေးနဲ့ထားကြတာမို့အနိုင်ဆူရတယ်ဆိုတဲ့ဂုံကိုတော့ခင်မင်ကြတယ်။ ။ဒါကြောင့်လဲမြတ်တက်ကမင်းကောင်းကိုတခါမှမရှိဘူးတဲ့တုံးကျိတ်ဆက်အနိုင်ရရှိသူ့ကိုယူပြီးအဲ့ဒီကုံနဲ့မင်းကောင်းအနေနဲ့ဥပဒုရဲ့အင်ကြီးစီကိုဝင်ရောက်ရမှာဝင်လေးပေမဲ့ခြေရသူရဲ့တိုင်တုံမှုနဲ့ဂုံဘုတ်ကိုထိန်လို့တဲ့စိတ်ကတွန်းအားဖြစ်ရတယ်။အချားပြိုက်ပွဲဝင်တွေကသူ့ရဲ့စီကနဲ့ရွာတဲ့စီကိုအတီးတီးဝင်ရောက်ကုန်ကြပြီ။ဒါကြောင့်မင်းကောင်းလည်းအတွေးတွေကိုဖျက်တော့ပြီးရွာတဲ့ကိုလှမ်းဝင်လာခဲ့လိုက်တော့တယ်။ အချိန်ကညတကောင်ရန်တိုင်ပြီးတောင်မုံလာရဲ့လာပြည့်ဝန်ကြီးကကဘာကြီးကိုအပေါ်တဲတဲကနေချွန်ချွန်ဆဆအလင်းတွေဖြန့်ကျက်ပေးနေတယ်မင်းကောင်တယောက်တော့ဥပဒုရဲ့အင်ရှေလန်တပတ်စီက မကြီးပင်ကြီးအထက်မှအိမ်ထဲကိုအချိန်နေလှန့်ကက်ခဲ့ရင်ဝင်ရောက်ဖို့အချိန်ကြပြီလို့ယူဆမိတာကြောင့်အပင်ပေါ်ကနေခုံစင်းကခြံကြီးအနားသို့လှစ်ခနဲ့ပြေးကပ်လိုက်တယ်ဥပဒုကလူခွာစားလူသူစံကြီးမို့သူခြံကြီးကိုလည်း အပြင်ကနေမမြင်နိုင်အောင်ခြံစည်းရိုးတွေတော်တော်မြင့်မြင့်ခတ်ထားတယ်။မင်းကောင်ခြံစည်းရိုးကြီးကို ခုံကျော်ဖို့အနောက်ဆိုပြီးလှက်ခွာလိုက်တယ်။အရှင်ယူလို့လောက်တဲ့အနေထားကိုရောက်တော့စိတ်ကိုရှင်းနေပြီးပြေးလို့ခြံစည်းရိုးကြီးအပေါ်ကိုခုန်တက်ဖြတ်ကျော်လိုက်တယ်။အခက်ခဲမရှိပဲတစ်ဖက်စီကိုမင်းကောင်ရောက်ခဲ့တာပေါ့။ခြံကြီးထဲမှာတော့အရာအလုံးကငိတ်သက်တိတ်ဆိတ်လို့နေတယ်။အင်ကွေးကြီးနှစ်ကောင်လည်းဘယ်ရောက်နေတယ်မသိရဘူး။ မင်းကောင်းအချိန်မဆိုင်ပဲအင်ဂျီစီကိုဆက်လက်ပြစ်ကဲလိုက်ပြန်တယ်။အင်ဂျီစီကို ရောက်တော့ဝင်ရောက်ရမယ့်နေရာကိုရှာဖွေလိုက်တယ်။ဒီတင်လည်းလည်းကံကောင်းပြန်တယ်ပြောရမလားမသိ။အင်ဂျီရဲ့မိဖို့ဘက်ကတကားကပွင့်ရတာကြီးရှိနေတယ်။မင်းကောင်းအဲဒီကနေအင်ဂျီတဲကိုဝင်ကဲလိုက်တယ်။အထက်ရောက်တော့မျိုးလုံးတွေကိုအသားကျစေအောင်လို့တခဏမှိတ်ထားလိုက်တယ်။ပြန်ခွင်းလိုက်တော့အင်ဂျီတဲကိုအတန်အသင့်မြင်နိုင်လေပြီ။ မင်းကောင်ညင်သာစွာနဲ့ပဲအိမ်တွေးဘက်ကိုဝင်ကအချိန်နေကြည်ရင်လူဆောင်ရမယ့်ပစ္စည်းကိုရှာဖွေနေတယ်။ရှာဖွေရင်းနဲ့တအိမ်လုံးကတိတ်ဆိတ်နေတာမို့မင်းကောင်တတိထားမိလာတယ်။ပုံမှန်ဆိုဒီချိန်အိမ်သားတွေအိတ်နေပါကအိတ်ဆက်ချိန်အသက်ရှူတဲ့နေလှူရှားမှုအချို့ကိုကြားရတယ်။အခုကအရာအလုံးကတိတ်ဆိတ်တက်လွန်းနေတယ်။မင်းကောင်ရဲ့စိတ်တွေကမတိုးမတန့်ဖြစ်လာရတယ်။ဒါကြောင့်သူယူဆောင်ရမယ့်အဖိုးတန်ရာကိုအမြန်ဆုံးရှာဖွေပြီးပြန်ထွက်ဖို့ဆုံးဖြတ်တာပေါ့။ မြဝန်းတွေကအမောင်တူတဲစီမှာအချိန်တကူကြာပြီမို့ကျင်သားကြလာပြီဖြစ်ကအိမ်တွင်းကပစ္စည်းတွေကိုရှင်းရှင်းလင်းလင်းမဟုတ်တော့အမျိုးမီတော့ဘာဆိုတာကိုတော့သိမနိုင်တော့ရှိနေပါပြီမင်းကောင်အိမ်ကြီးတဲကိုလှက်ပက်လို့ကိုရှာတီရှာရင်တစုံတစ်ခုကိုလက်နဲ့တိုက်မိသွားတာကြောင့်အလင်းအမြန်ပဲပြန်ဖမ်းလိုက်ရတယ်။အိုးတော်ပါသေးရဲ့မင်းကောင်ရေထိတ်စွာနဲ့တီတို့ရေရိုးလိုက်ပြီးလက်ထဲရောက်ရှိချိန်မှာ ကြည့်မိတော့ ကျောင်းတောင်ကောင်ရဲ့အသွင်ကိုအချိုးစားကြကြထုစစ်ထားတဲ့ဗဘူးရုပ်တစ်ခုဖြစ်ကြောင်းတွေးလိုက်ရတယ်။မင်းကောင်လည်းထွေထူးပြီးမတွေးတော့ဘူး။ဗဘူးရုပ်ကိုပဲယူသွားတော့မယ်လို့ဆုံးဖြတ်ပြီးအိမ်တဲကနေပြန်ထွက်ခဲ့လိုက်တယ်။အိမ်ပြေကိုထွက်လိုက်တော့လာကုန်ငကပုတ်ဖမ်းနေတာမြင်လိုက်ရတယ်။လာရောင်ကရုပ်သွားတာမို့ဝင်းကျင်တစ်ခုလုံးကမှုံမိုင်းသွားလေတယ်။မင်းကောင်အိမ်အောက်ကိုအမြန်ဆုံးပဲဆင်းလိုက်တယ်။အဲ့ဒီချိန်မှာပဲအိမ်နောက်ဘက်စီကစကားတန်တို့နဲ့အတူ ်အင်ကွေကြီးတို့ရဲ့အတန်ကိုပါကြားလိုက်ရတယ်မင်းကောင်းလည်းထွေတူပြီးတွေးမနေတော့ပါဘူးနေရစီကနေအမြန်ဆုံးပဲမနာတန်းပြေးထွက်ခဲ့ပြီးစီယိုကြီးကို ခုံကျော်လို့အပြင်ကိုထွက်ခဲ့ပါတော့တယ်အပြင်ကိုရောက်ပြီးခြံကြီးတဲကိုပြန်ချောင်းကြည့်တော့အင်ကွေကြီးနှကောင်ကလူစိမ်းနဲ့ကိုရလိုက်လို့ထင်တယ်နှကောင်စလုံးတရှူးရှူးတကိကိအတန်ပြူရင်ခြံကြီးတဲလက်ဘက်သွာလာနေတာကိုမြင်လိုက်ရတယ်ဒါပေမဲ့မင်းကောင်ကလွန်မြောက်ခဲ့ပြီးမို့အင်ခွေးကြီးတွေကိုစိတ်ထဲထည့်ထွက်စေရမလို့အတော်တဲ့အတွေ့ ကျင်းနဲ့စွာနဲ့တစ်ချက်ပြုံးလိုက်ပြီးနေရာကနေထွက်ခဲ့ပါတော့တယ်။မနက်ခင်းအာယုံကျင်းလင်းရောက်တဲ့အချိန်မှာတော့မကြိုင်ခင်ပြိုင်ပွဲအတွက်သတ်မှတ်ထားတဲ့အချိန်က ပြေလူလူဖြစ်နေပြီ။မင်းကောင်တယောက်ညာတုန်းကဥပဒုရဲ့အင်စီကနေယူဆောင်လာတဲ့ကြောင်မဲပပူးရုပ်လေးကိုဗာကြီးဖိုးတော်တို့စီ အနှံလိုက်ပြီးနီးစရာကောက်ရိုးပုံစီမှာခေါင်းတို့လို့ဝင်အိတ်နေလိုက်ပါတယ်။ပြိုင်ပွဲမိအယောက်၃၀မှာ၁၈ရောက်တာပြန်လဲရောက်ရှိကြပါသေးတယ်။ ဆနေရောက်ကကြံသေးတယ်အချိန်ပြည့်လို့မှပြင်မြောက်သေးတဲ့ပြင်မဲဝင်တွေကတော့သူတမတ်မှုမှအကျုံးဝင်မှမဟုတ်တော့ပါဘူးပြင်ရောက်ပြီးတဲ့သူတွေကတော့အင်စီကိုမပြန်ကြတော့ဘဲခွင်းပြင်းကြီးတဲကနေအစဉ်ပြေရနေရာစီမှာရတလို့မှင်းဆက်နေကြတယ်မနယ်လင်းတို့စူးကျင်ကြတော့မယ်ဆိုရင်ရွာတက်ကရာသူရသားတွေကခွင်းပြင်းကြီးစီကိုအရောက်လာပြီးဘသူကအနိုင်ဆူးရတယ်မရဘူးဆိုတာကိုလာရောက်အားပေးကြမှာဖြစ်ပါတယ် ပင်ရောက်ကြသူတွေအထဲမှာဗာမင်းလဲပါဝင်တယ်။ဗာမင်းကသူဝင်ရောက်ရတဲ့အိမ်စီကဖះဆင်းလူတော်ကြီးကိုပြင်ပြီးယူဆောင်လာတယ်။မင်းကောင်ကလမ်းပြလိုက်လို့လားမသိ။သူအိမ်ကြီးစီကဖះဆင်းလူတော်မင်းကောင်ပိတ်ဆောက်ခဲ့ပြီးနောက်ပိုင်းဆင်းလူတော်တို့ကိုပိတ်ဆောက်သူတို့များလာတယ်။အခုလဲဖះဆင်းလူတော်ပင်ကြသူတွေလေးယောက်ရှိနေတယ်။ဗာမင်းကတော့ဒီအရေးအတွက်ကိုမျက်နှာကြီးရှုံးမဲ့ရင်းနေပါ။ တဖြည်းဖြည်းအချိန်တို့ဖြစ်တန်းလာရင်အလင်းရောင်စတင်လာချိန်မှာတော့ပြိုင်ပွဲအချိန်ကဆေးခဲ့ပါပြီ။တတိုးတယောက်ပြန်ရောက်လာပြီးသူရွေးချယ်ဖို့တမက်ချက်တဲ့ပြိုင်ပွဲဝင်အယောက်20ဖြစ်သွားခဲ့တယ်။အချိန်ဆိတ်ပြီးနောက်မှာတော့ဘာကြီးဖိုးတော်တို့ပြိုင်ပွဲကြီးကြပ်သူတွေကယူဆောင်လာသူရဲ့အမိနဲ့ပစ္စည်းတို့ကို စစ်ဆေးနေကြပြီ။ရွာတွေကနေသူရွေးချယ်မှုတို့ကိုလာရောက်အားပေးတဲ့သူတွေလည်းထွက်လာကြလေပြီ။ မိုးတော့အလင်းရောက်ရောက်ချိန်မှာတော့ရွာလုံးကျိုးဆူရဲချက်မှုအပေါ်လာရောက်အားပေးကြတဲ့ပြည်သူတို့ကကွင်းကြီးအပြည့်ပဲပြဝဲဝင်တွေအားလုံးလည်းရင်ခုန်နေကြပါပြီဆူရရှိသူကိုရွေးချက်ဖို့ဇကတင်၃ရောက်တတ်မဲ့ထားပြီးပါပြီဘာကြီးဖိုးတော်ရဲ့ဇကားတန်အစုံဒုကင်းလုံးစီကဩဘပေးတဲ့နေတခန်းနဲ့ထွက်ပေါ်လာတယ်ဩဘတန်နေညိတ်သွားတော့မှဘာကြီးဖိုးတော်ကတကောင်ရဲ့ပြိုင်ပွဲမှာအားလုံးကကြိုးစားခဲ့ကြတယ်ဆိုပေမဲ့ သူတို့သုံးယောက်ရဲ့လှုပ်ဆောင်မှုကတော့သမူထူးခြားပြီးစွန့်စွန့်စားစားလုပ်ခဲ့ကြတာဆိုတာသိတာပါတယ်။သူတို့ယူဆောင်လာတဲ့ပစ္စည်းတွေဟာလည်းတခြားသူတွေထက်ထူးကဲနေပါတယ်။ဒီသုံးယောက်ကတော့ရွာနောက်ပိုင်းကဗလာကြီးရဲမောင်နဲ့မင်းခေါင်တို့ပါပဲ။ဩဘပေးတဲ့ဟေယော်တန်နေစူညံသွားခဲ့တယ်။သုံးယောက်ထဲကမှသူတို့ရဲ့စံဆောင်မှုတွေကိုပြောပြပြီးဒီတစ်ခါမှာတော့ပြိတက်ကနေရေးချက်ပေးတဲ့သူကိုအနိုင်စုပေးရမယ်လို့သတ်မှတ်ထားပါတယ်။ အားလုံးသဘောတူကြရဲ့လားသဘောတူကြတယ်ဗျပထမဆုံးမောင်ဖလားသူကရွာတဲကဥပကျိုးတို့အိမ်ကို ဝင်ကြရတယ်သူယူဆလာတဲ့ပစ္စည်းကတော့ဥပကျိုးတိတ်မြန်နှိုးပြီးတိတ်တံပိုးထားပါတယ်ဆိုတဲ့ကိုနဲ့မကွာအမဲဆောင်တဲ့စေတံအုပ်ကိုယူဆောင်လာတာဖြစ်ပါတယ်နောက်တရောက်မောင်ရဲမောင်သူကတော့တိုင်းစီယာကြီးဦးအောင်တို့အိမ်စီကို ဝင်ရောက်ရပြီးသူယူဆောင်လာတဲ့ပစ္စည်းကတော့ဦးအောင်အိမ်မှာ တယုတ္တရချိန်ဆွဲထားတဲ့လန်တိုနှစ်ချောင်းဖြစ်ပါတယ်။အဲနောက်ဆုံးတယောက်မောင်မင်းခေါင်။သူကတော့လူသူစန်းကြီးဥပတုရဲ့အိမ်ကိုဝင်ရောက်ရတာ။သူယူဆောင်လာတဲ့ပစ္စည်းကတော့တိကနဲ့သားနဲ့ထုလုပ်ထားတဲ့ကြောင်တဲ့ဗဘူးရုပ်လေးဖြစ်ပါတယ်။ပစ္စည်းများကတော့ဒီမှာပါ။ဘာကြီးဖိုးတော်တို့ကသကရေ၃ယောက်ယူဆောင်လာတဲ့ပစ္စည်းတွေကို ထုတ်ယူပြသကြတယ်။သူတို့ယူဆောင်လာတဲ့ပစ္စည်းတိုင်းက လူတိုင်းကအမြဲတမ်းလို့သိစေထားတဲ့အရာတွေကြီးပါပဲ။ဒါပေမဲ့အလုံးထဲမှာထူးခြားစရာရှိနေတာကတော့မင်းကောင်ယူဆလာတဲ့ကြောင်တဲ့ဘဘူးယုတ်လေးပါ။ပရိသတ်အလုံးကဒီဘဘူးယုတ်လေးကိုစိတ်ဝင်စားဆုံးဖြစ်နေကြတယ်။ကြောင်တဲ့ဘဘူးယုတ်လေးကတက်ရှိတကောင်လားပုံစံကတစုံတရာကိုမန်ဖီပြနေတယ်လို့ပါပဲ။အလုံးပဲအနိုင်ဆုံးအတွက်ဘသူကိုရွေးချယ်ပါတယ်လဲ။မင်းကောင်ဟုတ်တယ်မင်းကောင်ပဲဟေ။ ူပရိသတ်တို့စီကတခဲနဲ့ရွေးချယ်တဲ့ဒုတိယအတွက်ကိုတော့ရဲမောက်ကိုရွေးချယ်ကြတယ်။အငင်းခုံပြုတ်နေကြတာတွေလည်းရှိတာပေါ့။အားလုံးပဲငြိမ်သက်ပေးကြပါ။ဘာကြီးဖိုးတော်စကားအစုံသူညာငင်းခုံတန်နေတိကနဲ့တိတ်ကုန်ကြတယ်။ဟုတ်ပါတယ်။ပြောင်ပွဲကိုကြီးကျက်သူအားလုံးကလည်းပရိသတ်နဲ့ထတ်တို့ကြပါတယ်။ဒါပေမဲ့မင်းကောင်ဟာဒီတကြိမ်အနိုင်ဆူရရင် ထူးထူးခြားခြားသုံးချိန်မြောက်ဖြစ်မှာမို့ကြီးကျယ်သူတို့ကမျက်နှာလိုက်တယ်လို့ဆိုတာမျိုးမဖြစ်ရအောင်အနိုင်စုကို ပရိသတ်ကတဆင့်ရေးချဲ့ခဲ့တာပါတကယ်တော့မောင်မင်းကောင်လှုပ်ဆောင်ခဲ့ရတာကသူတခါတည်းကခဲပါတယ်သူဝင်ရောက်တဲ့အိမ်ကိုလူတကာတွေကခက်ခက်ခက်ခဲထင်တဲ့အိမ်သုံးအိမ်တွေကမဲနိုင်ပြီးဝင်ရောက်စေတာပါသူကလူတူစန်းကြီးအိမ်ကိုဝင်ရပြီးခြံစည်းရိုးအမြင့်ကြီးနဲ့အင်ခွေးကြီးတွေကိုလည်းဖျက်ကျော်ရတယ်သူယူဆောင်လာတဲ့ပစ္စည်းကလည်း လူတကာတဲ့ထူကြတယ်။ဒါကြောင့်အနိုင်စုကိုထူးထူးခြားခြားအနေနဲ့မောင်မွေးကောက်က၃နှစ်သက်တိုင်သူခူးရရှိသွားခဲ့ပါပြီ။မင်းကောင်တဲ့ပြည်သက်တို့ကဩဘပေးတဲ့နေဆူညံကုန်တယ်။မင်းကောင်ကတော့ပျော်လွင်းစာနဲ့ခုံပေါက်နေတာပေါ့။အားလုံးကလည်းမင်းကောင်ကိုဝိုင်းဝန်းချီးမြှောက်လို့ဂုဏ်ပြုကြပါပြီ။မင်းကောင်တရားအားလုံးအပေါ်ကနေလူအုပ်တွေကတစုံတစ်ယောက်ကို ရှာဖွေလိုက်တယ်။တိတ်ကြကြမရှာလိုက်ရဘူးတွေးလိုက်ပါပြီ။ မြတ်တဲ့လေသူ့ကိုကျင်တဲ့ပီတိဖြစ်တဲ့မျက်ဝန်းတွေနဲ့ခလန်လဲကနေဂုံယူစွာကြည့်နေတာပေါ့မင်းကောက်လက်သေးလက်မောင်းတက်လို့အောင်ပွဲခံရင်မြတ်တဲ့ကိုပြုံးပြလိုက်တယ်မြတ်တဲ့လေမင်းကောက်ကို ပြန်လဲပြုံးပြတယ်ဘလို့ပဲဖြစ်ဖြစ်ဒီတနေ့ရဲ့တကောင်ရံပြန်ပွဲကတော့သူကြားကြတဲ့၃နှစ်တည်းဆူရရှိသူထွက်ပေါ်လာခဲ့ပါတော့တယ်ဇောရမင်းကောက်နဲ့တကောင်ရံပြန်ပွဲလို့ဆိုတဲ့ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ ဇလန်းလေးကိုအစာဆုံးလိုက်ပါနားစင်ခံစားပေးကြတဲ့ပရိသတ်တယောက်ခြေစီတိုက်ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ။